နိုင်ငံမှာလာမယ့်ဒီဇင်ဘာလအတွင်းမှာကျင်းပမယ့်ရွေးကောက်ပွဲကိုအာဆီယံအဖွဲ့အနေနဲ့ရွေးကောက်ပွဲဆောင်ကြည့်လေ့လာရေးအဖွဲ့တွေဆီလွတ်မှာမဟုတ်ဘူးလို့ဖိလစ်ပိုင်တမကဖာဒီနန်အာမာကော့စ်ဂျူနီယာကအတည်ပြုလိုက်ပါတယ်။မလေးရှားနိုင်ငံကနေဖိလစ်ပိုင်နိုင်ငံကိုအလက်ကျဥက္ကဋ္ဌတာဝန်တရားဝင်လွှဲပြောင်းခဲ့တဲ့58ကျင်းမြောက်အာဆီယံအစည်းအဝေးမှာဖိလစ်ပိုင်တမရာကပြောကြားခဲ့တာပဲဖြစ်ပါတယ်။အပြင်2026ခုနှစ်အာဆီယံအလက်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်သမရဖာဒီနန်အာမာကုစ်ဂျူနီယာကအာနာသိန်းစစ်အုပ်စုအပြင်မြမအရေးအတွက်သက်ဆိုင်သူအားလုံးနဲ့ဆက်လက်ထိတွေ့ပြောဆိုပြီးတော့နီလန်တစ်တွေရှာဖွေတာတွေကိုလှုပ်သွားမယ်လို့လည်းပြောပါရယ်မြမနိုင်ငံနဲ့ပတ်သက်တဲ့သက်ဆိုင်သူအားလုံးနဲ့တွေ့ဆုံရင်းဟာဖိလစ်ပိုင်အာဆီယံဥက္ကဋ္ဌနေရာယူချိန်အတွင်းမှာလှုပ်ဆောင်လို့တဲ့ဆောင်ရွက်ချက်လည်းဖြစ်တယ်လို့ဖိလစ်ပိုင်သမရကဆိုပါရယ်မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာ မကြာခင်ကပြီးဆုံးသွားတဲ့အာဆီယံထိပ်သီးညီလာခံမှာအာဆီယံခေါင်းဆောင်တွေက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဘုံသဘောတူညီချက်9ရပ်ကိုအပြည့်အဝဆက်လက်အကောင့်ထဲဖော်သွားမယ်လို့သဘောတူညီခဲ့ကြပါဗျာ